ဖြူဖြူထွေးနဲ့ရုတ်ချင်းစင်တူလို့ဖြူဖြူထွေးကလုံးအဖြစ်နာမည်ကြီးလာခဲ့တဲ့မိန်းကလေးပရာဟိတမင်းသမီးလေးလို့ပြောလိုက်ရင်ဖြူဖြူထွေးကိုပဲအားလုံးကတညီတညွတ်ချက်ရွေးချက်ကြတဲ့အထိပရာဟိတမှာထူးချွန်သူဖြစ်ပါတယ် ချစ်စရာကောင်းတဲ့အညာသူလေးဖြူဖြူထွေးနဲ့မြန်မာနိုင်ငံမှာရုပ်ရည်ချင်းစင်နူသူလည်းရှိပါတယ်။ကဘာပေါ်မှာရုပ်ချင်းစင်နူကြတဲ့သူတွေရှိနေတဲ့တာကြောင့်ဖြူဖြူထွေးနဲ့ရုပ်ချင်းခက်စင်စင်မိန်းကလေးတက်ကပေါ်ထွက်လာခဲ့ပါတယ်။သူမရဲ့နာမည်ကတော့မြမြင့်ကြီးလို့ခေါ်ပြီးတော့ရွှေပြည့်စုံစည်းမှာအလုပ်လုပ်နေသူတစ်ယောက်ဖြစ်ပါတယ်။မြမြင့်ကြီးကဖြူဖြူထွေးနဲ့မျက်နှာပုံစံချင်းအနှဲငယ်စင်နူနေပါတယ်။အပြင်သွားရင်လည်းဖြူဖြူထွေးလို့ထင်ပြီးတော့နှုတ်ဆက်ကြသူတွေရှိပြီးတချို့တွေကတော့မြမြင့်ကြီးကိုဖြူဖြူထွေးနဲ့ညီမတော်တယ်လို့လည်းထင်နေကြပါတယ်။မြမြင့်ကြီးကလွန်ခဲ့တဲ့ရက်ကပဲကြိုက်သူ့ဖျားကိုသွားဖို့ခဲ့ပြီးတော့ဖျားမှတွေ့ းတဲ့သူတွေကသူ့ကိုဖြူဖြူထွေးလို့ထင်သွားကြတယ်လို့ဆိုပါရယ်ဖြူဖြူထွေးလို့ထင်ပြီးတော့လာရောက်နှုတ်ဆက်ကြတဲ့သူတွေလည်းရှိပါတယ်မြမြကြီးကဖြူဖြူထွေးလို့တွတ်တွတ်လပ်လပ်ရှိတဲ့အပြင်သူ့ရဲ့အိုင်ရောကလည်းဖြူဖြူထွေးပဲဖြစ်နေပါတယ်တချို့ကလည်းမြမြကြီးကဖြူဖြူထွေးနဲ့ဘယ်နေရာကမှမတူပဲတမင်တူအောင်လိုက်လုံနေတယ်လို့လည်းပြောနေကြပါတယ်မြမြကြီးကတော့ဖြူဖြူထွေးနဲ့သူ့ကိုမတူဘူးလို့ပြောတာကိုမနာလို့လို့ပြောတာလို့ထင်နေပြီးတော့ကိုကိုကိုဖြူဖြူထွေးကလုံးအဖြစ်သတ်မှတ်ထားပါတယ်မြမြကြီးကဖြူဖြူထွေးလိုမျိုး TikTok ဆီလီတယောက်ဖြစ်ချင်လို့ကြိုးစားနေတဲ့သူပါဖြူဖြူထွေးကိုအမိမပြူပဲကိုပါအင်ရချင်းနဲ့အောင်မြအောင် ကြိုးစားဖို့အတွက်သူ့ကိုပြောကြပါတယ်။ဒါပေမဲ့မြင့်မြင့်ကြီးကတော့ဖြူဖြူထွေးလက်တွဲခေါ်တာကိုမျှော်လင့်နေပါတယ်။သူကဖြူဖြူထွေးဆိုရင်တော့သူနဲ့ရွေ့ရွေ့ချင်းစင်နူးတဲ့မိန်းကလေးကိုလက်တွဲခေါ်ပြီးတော့အမြဲတမ်းမြှောက်ပေးမယ်လို့လည်းစဉ်းစားထားတာပါ။ဒါပေမဲ့ဖြူဖြူထွေးကတော့သူ့ကိုလုံးဝလက်မဆက်သွယ်လာသလိုရှိတယ်လို့တောင်မထင်တာကြောင့်မြင့်မြင့်ကြီးကတော့ဖြူဖြူထွေးကိုအားမရဖြစ်နေပါတယ်။လူကြိုက်များတဲ့အနုပညာရှင်တွေနဲ့ရွေ့ရွေ့ချင်းစင်နူးရင်သဘောကျလိမ့်ရှိကြပြီးတော့တချို့တွေကတော့ရွေ့ရွေ့ချင်းမတူရင်တောင်မှကြိုအောင်ပြုပြင်ယူတတ်ကြပါတယ်။ဖြူဖြူထွေးကိုအရေးချင်းမရှိတဲ့တောဆယ်လေးဆိုပြီးပြောနေကြပါမိမယ်။ မိကတော့တောဆယ်လီဖျူထေးကဒီလိုအနေထားရအောင်ခက်ခက်ခဲခဲကြိုးစားလိုက်ရပြီးတော့အခုတော့အောင်မြင်ပြီးတော့တတိမတယောက်ဖြစ်နေပါပြီ။ကျောင်းကပွဲမှာကျွန်းထိုးမိယာကနေတနိုင်ငံလုံးမသိတဲ့သူမရှိအောင်နာမည်ကြီးလာခဲ့တဲ့ဖျူဖျူထေးကအခက်အခဲတွေကိုလည်းဖျက်ကျော်လာခဲ့ရပါတယ်။ကျောင်းကဆရာကတော့ပွဲမှာဆရာဆရာမတွေရှိကျွန်းထိုးပြပြီးတော့မသိတော်တဲ့အကတွေကိုကနေလို့ပြောတာကြောင့်အင်တာဗျူးရင်းနဲ့လည်းငိုခဲ့ရပါတယ်။ဖျူဖျူထေးပေါဝင်တဲ့ဘယ်ရုပ်ရှင်ကိုမှမကြည့်ဘူးလို့ပြောတာကြောင့်လည်းငိုခဲ့ရတဲ့အပြင်ထိုင်းမှာလည်းပွဲသွားတက်ရင်နဲ့သူ့ကိုမနှုတ်ဆက်လို့ဆိုပြီးတော့လည်းငိုခဲ့ရပြန်ပါတယ်။ ဒီလိုအခက်အခဲတွေကိုဖြတ်ကျော်ခဲ့ပြီးမှပရဟိတမင်းသမီးလေးဖြူဖြူထွေးဆိုတဲ့နာမည်တစ်လုံးကိုရလာခဲ့ပါတယ်။တခြားသောဇယ်လီတွေကနှစ်အနည်းငယ်လောက်သာနာမည်ရကြပြီးမယ်။ဖြူဖြူထွေးကတော့ဇယ်လီတက်တန်းကြာရှည်အောင်ကြိုးစားထားနိုင်ပါတယ်နော်။ဇယ်လီဖြစ်လာပြီးတဲ့နောက်မှာတော့မိဘတွေကိုလူလီသေးမရှိအောင်လည်းထားပေးနိုင်သလိုစိတ်ရှိတိုင်းလည်းအလှလုံနိုင်တဲ့အလှအမကြီးလည်းဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ဖြူဖြူထွေးနဲ့တွေ့ရင်တော့ကံကောင်းပြီဆိုတဲ့အထိသူ့ကိုလူချစ်လူခင်ပေါ်များကြပါတယ်။ အောက်ခြေကနေကြိုးစားလာရတဲ့ဖြစ်ဖြစ်တွေကိုမိမိကအလုပ်တွေအတူတူတွဲလုပ်ချင်တာကြောင့်ကိုမအင်းအချင်းနဲ့ပဲကြိုးစားဖို့အကြံပေးနေကြတာဖြစ်ပါတယ်။ဖြစ်ဖြစ်တွေနဲ့တူတယ်လို့ပြောတဲ့သူတွေရှိသလိုမတူကြောင်းလည်းပြောနေကြပါတယ်။တချို့ကလည်းမိမိကိုထက်မြက်တဲ့မမဇွန်နီလာထင်းနဲ့တူတယ်လို့လည်းပြောကြပါတယ်။မိမိကတော့မမဇွန်နီလာထင်းနဲ့မတူခြင်းပဲဖြစ်ဖြစ်တွေနဲ့ပဲရွေ့ရွေ့ချင်းစင်နူချင်းနေတာပါနော်။ပွဲဒီမှာစတိုက်ဖြောပြနေရတဲ့ဖြစ်ဖြစ်တွေကိုအားကြပြီးတော့သူလည်းကျွမ်းသာမင်းသမီးတက်လက်ဖြစ်လာဖို့အတွက်စိတ်ကူးရှိနေပါတယ်။ မိမိကတော့ဖြူဖြူထွေးကလုံးအဖြစ်ခွင့်ယူနေပြီးတော့သူ့ကိုယ်သူလည်းဖြူဖြူထွေးကလုံးအဖြစ်ညွှန်းဆိုလို့ရှိပါတယ်မိမိကဖြူဖြူထေးနဲ့တကယ်ပဲရုပ်ရည်ချင်းစင်နေတာလားတူအောင်လုပ်ယူနေတာလားဆိုတာပရိသတ်တို့ရဲ့အမြင်ကိုကွန်မန့်မှာပြပြပေးခဲ့ပါဦးကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်